်္ဂလာပါမြတီချန်နယ်မှာပြန်လည်ကြိုဆိုပါရစေဒါကတော့ရန်ကုန်မြို့လက်ကောင်ဟိုတယ်မှာတက်ခဲ့တဲ့ဟာအမှုမှန်ပေါ်ပြီးအဲ့ရအကြောင်းလေးပြောပြတာနေထောင်ကြည့်ပါအလားလူသမှုကတော့တရားခံကတော့ဒီနေ့ဖမ်းမိသွားပြီပေါ့နော်။တာဂီတာခုနှစ်ရက်ကနာမည်ကအောင်ခန့်ကျော်စင်တဲ့။နော်။သူကတော့တကယ်ဆိုင်ကိုတမစစ်စစ်ပေါ့နော်။ဒါမဲ့သတင်းမီဒီယာနှစ်ခုကျွန်မကြည့်လိုက်ရတာတစ်ခုမှကြာတော့သူကစေးသုံးထားတယ်လို့ရေးထားတယ်။နောက်တစ်ခုကကြာတော့စေးမသုံးစေး ုံးထားတာမသုံးထားတာဘာမှမရေးထားဘူးပေါ့နော်အဲသူစေးသုံးခြင်းမစုံမသုံးခြင်းရတော့ဒါသူ့အန္တုနောက်တော့အဖြေပေါ်သွားလိမ့်မယ်အဓိကကသူကလုံးဝစိုက်ကိုသမားဒီအသက်ခံရတဲ့ main ကလေးဆိုတာလေအသက်20အရွယ်ပြည်နဲ့တလင်းကအတော့တော့ပြည်ထန်စာကြေးစားလေးပေါ့နော်အသက်က20မဆုမြဝင်းတဲ့နာမည်ကသူ့မှာဒီလောက်ထိရရဆက်ဆက်အတန်းဖြတ်ခံရလောက်တဲ့အဖြစ်သူ့မှာဘာမှရှိမနေဘူးဟုတ်တယ်နော်ဒီတော့ဒီကောင်ကကြတော့ဒီကလေးမလေးကို လိုင်းမောင်နေပြီးတော့ online ကနေပြီးတော့ဆက်သွယ်ပြီးတော့ပဲအာအခကြေးဝင်နဲ့ခေါ်တယ်ပေါ့နော်အခကြေးဝင်နဲ့ခေါ်တယ်အတူတူနေပြီးတော့မှတက်တယ်တက်ပြီးတော့သူတစားစီခုနကတော့ထဲဟာတွေဆွဲမယ်အခြေဟာတွေတစားစီဖြုတ်မယ်ပြီးရင်ပေါင်းလို့အသားတွေလွှာမယ်ပြီးရင်ဝသားတုံးတုံးတလို့လုံး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 တုံးမယ်ဒီလောက်တိသူ့ရဲ့စိုက်ကိုကဘလောက်တောင်မှပဲပြင်းထန်နေလို့လဲပေါ့နော်။ပါမန်ဒီလောက်တိစိတ်ဒီလောက်တိစိတ်အခြေအနေရှိတဲ့လူကပါမန်လူတယောက်လို့တော့လုံးဝဆင်းလုံးကျော်အပြင်မှာဖြစ်မနေနိုင်ဘူး။သူက တူးရဲဟာကသူဒီအချက်လက်တွေကသူကပုံမှန်မဟုတ်ဘူးဆိုတာကိုသိတာနိုင်တဲ့အချက်လက်တွေတော့ရှိတော့ရှိမှာပဲဟုတ်တယ်မလားအဲ့ဒီဟာမှာထပ်ပြီးတော့မစီမဆိုင်ဒုက္ခရောက်လာတာကကြတော့သူ့ကိုအလောင်းဖြောက်ခံနေကြမှာဖုန်းဆက်ပြီးခေါ်တဲ့အချိန်မှာလာပြီးတော့အလောင်းဖြောက်ပေးရတဲ့ဒီကောင်လေးရဲ့ရည်စားနော်ဗဟန်းကမတ်အေမွန်အောင်ဆိုတာ16နှစ်ပဲရှိသေးတယ်အဲ့တော့မိန်ကလေးတွေမိန်ကလေးတွေအွန်လိုင်းကနေတွေ့ပြီးတော့ကြိုက်တဲ့အခါကိုကြိုက်တဲ့ကောင်ကအခုလိုမျိုးကွာ အခုလိုမျိုးအခြေအနေမျိုးတွေရှိလားမရှိလားဘယ်သူမှမသိနိုင်ဘူးဟုတ်တယ်မလားမသိနိုင်ဘူးအနီးကပ်ပေါင်းနေကြတဲ့လူတယောက်ကိုလေတကယ်ပေါင်းချင်အောင်မှပဲတလားနောက်လားနဲ့တော့အဲ့ဒီလူတယောက်ကအချောင်းအတွင်းခရေစည်းအတွင်းကြာတိဖို့မလွယ်ဘူးกว่าတိလားအခုခင်ပါလေအဲ့တော့ဒီလိုမျိုးစိုက်ကိုအကြီးစားဖြစ်နေတဲ့လူတယောက်ကသူ့မှာလေတိတာထင်ရှားတယ်အာအခြေအနေတွေရှိမှာပဲဒါကိုမသိဘဲနဲ့ပတ်သက်ပြီးတဲ့ main ကလေးကတော့ဒါကမစီမဆိုင်သူက အလောင်းဖြောက်ပြက်မှုနဲ့သူကလည်းဒါတော်တော်ကြီးကိုတစားကန်ပေါ့နော်ဘွားကြီးကတော့သွားပြီပေါ့စိတ်တော့မကောင်းစရာပြီးတော့အသက်ခံရတဲ့ main ကလေးရဲ့ဘွားကလည်းသူ့မှာကံမကောင်းလို့ဒီပြည့်တန်စာဖြစ်နေရတာတော့မှပဲဒီလိုမျိုးဒီကဲ సై ကိုတမားနဲ့တွေ့ရတယ်နောက်ထပ်သတင်းမီဒီယာတစ်ခုမှကျွန်မဖတ်လိုက်ရတာဆိုရင် तू ကဘသူဖြစ်ဖြစ် तू ကလုံးမှာပဲဒီနေ့မှာပေါ့နော် तू ခေါ်ထားတဲ့အချိန်မှာ ီကောင်မလေးမှမဟုတ်ဒီကောင်မလေးနဲ့မတွေ့လို့တခြားခြေစားကောင်မလေးတွေကိုတွေ့ရင်လည်းသူကအဲ့နေရတတ်ကိုတော့မှဘာဖြစ်လို့လဲဆိုတော့သူ့မှာပစ္စည်းကိရိယာလက်နက်မှာပစ္စည်းကိရိယာအကုန်ကွာအပြည့်အစုံသူကပါပြီးသားယူပြီးသားအဲ့တော့သူကဘသူ့ကိုမဆိုလုံးမှာဒါမှကန်ဆိုးသွားတာဒီကလေးမလေးကကန်ဆိုးသွားတာဘလောက်တနာဖို့ကောင်းလဲကြောက်စရာလဲကောင်းအဲ့လေတက်ဆက်ပေးတာပါအခုတလောနည်းနည်းဟောနေတဲ့ဟာလေးမျိုးဒါလူငယ်လေးချားမှာနည်းနည်းသတိထားနိုင်အောင်လို့ပါစေစီတမားတယ်